Miss Universe 2025မှာ BNN ကိုစားပြုဝင်ရောက်ရှင်ပြိုင်နေတဲ့လိန်ပြောင်းခွဲစိတ်ထားသူဟွန်ချန်။ဟွန်ချန်ဟာငူရင်တော့ယူဆိုတဲ့အမျိုးသားနာမည်နဲ့ BNN နိုင်ငံဟန်နွိုင်းမြို့မှာကြီးပြင်းခဲ့ပါတယ်။ငယ်ရွယ်စဉ်ကတည်းကအမျိုးသမီးတဦးအနေနဲ့ခန်းစားခဲ့ရပြီးမိသားစုနဲ့ပတ်ဝန်းကျင်ရဲ့မလွယ်ကူတဲ့လက်ခံမှုကိုရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားတဦးအနေနဲ့ရေရှည်နေလို့အဆင်မပြေဘူး။ဒါကြောင့်ဘလို့အဖို့ခါပေးရပါစေပြောင်းလဲရမယ်ဆိုတဲ့ခံယူချက်နဲ့2010ခုနှစ်အသက်20ရွယ်မှာတယောက်တည်းထိုင်းနိုင်ငံကိုတွားရောက်ပြီးလိန်ပြောင်းလဲခွဲစိတ်ကူတမှုကိုခံယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ဟွန်ချန်းဟာ2020ခုနှစ်မှာပြုလုပ်ခဲ့တဲ့ VNI Idol တချင်းစုပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ရမှာလူတီများလာခဲ့ပြီးထိတ်ဆုံးလေးဦးစီးရင်ထိရောက်ရှိခဲ့ပါတယ်။ဒီပြိုင်ပွဲကသူမရဲ့ဂီတလမ်းကြောင်းကိုစတင်ပေးခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲပြီးနောက် VNI ရဲ့နာမည်ကြီးပုတ်အဆိုတော်တဦးဖြစ်လာခဲ့ပြီးအောင်မြင်တဲ့တချင်းများစွာကိုထုတ်လုပ်ခဲ့ပါတယ်။ဒါအပြင်2018ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss International ကွင်းမှာဝင်ရောက်ရှုပြိုင်ခဲ့ပြီးတရဖူစုခူးရရှိခဲ့ပါတယ်။သူမဟာ VNI မှာလိင်ကွဲပြားသူတွေနဲ့ LGBTQ+ အတိုက်အဝန်းအတွက်အခွင့်အရေးလှုပ်ရှားသူစံနမူနာပြပုဂ္ဂိုလ်တဦးအဖြစ်ထင်ရှားပါတယ်။ အဲ့ဒီနောက်မှာသူမဟာ Miss Universe ပြိုင်ပွဲကို BNN ကိုစားပြုအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။အာရှနိုင်ငံများထဲမှာတော့ပထမဆုံးအသွင်ကူးပြောင်းထားသောအမျိုးသမီးအလှမယ်အဖြစ်တမိုင်းဝင်ခဲ့ပါတယ်။ Miss Universe ပြိုင်ပွဲကြီးရဲ့အဖွဲ့အစည်းကအသွင်ကူးပြောင်းထားသောအမျိုးသမီးများကို2013ခုနှစ်ကတည်းကစတင်လက်ခံခဲ့ပြီးပါဝင်ခွင့်ကိုအားပေးမြင့်တင်ရာတွင်ဟွန်ချန်ဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လိန်ပြောင်းခွဲစိတ်ထားသူဖြစ်တဲ့သူမအနေနဲ့အလှမယ်များကြားခွဲခြားဆက်ဆံခံရခြင်း Miss Universe ရဲ့တရားဝင်ကောက်မှာသူမ၏ဗီဒီယိုများတင်တာနောက်ကျခြင်းသူမအကြောင်းကိုသတင်းမီဒီယာများမှာဖော်ပြတာနေခြင်းစတဲ့အခက်အခဲများစွာလည်းရင်ဆိုင်နေရပါတယ်